မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုဘာသာတရားလို့ခေါ်ခြင်းခေါ်မခေါ်ခြင်းဘူးဆိုရင်လူတွေရဲ့တဘာဝတရားတွေကို ထုတ်ဖော်ပြီးတော့ထိုတဘာဝတရားတွေကိုလုံတဲ့နာနဲ့မလုံတဲ့နာခွဲခြားပြောရတာဖြစ်ဖြစ်တယ်။ဘုရားသခင်ကမမှလည်းမဟုတ်ဘူး။နော်။မရတဲ့ဘုရားသခင်မဟုတ်ဘူး။ဆူတောင်းလို့လည်းပဲဆူတောင်းလို့နဲ့ ဖះကဆုချမှာမဟုတ်ဘူးလို့ဆိုလို့နော်ကိုလို့လို့ရတာဖះဆုချတာမဟုတ်အဲ့တော့တရားဘာသာတွေနဲ့မတူဘူးဆိုတော့တတိထားဖို့လို့ရပုံဒါဖြင့်လူတွေကဘာလို့တူတယ်ထင်းနေကြတော့ဆိုလူအလုံးကနတ်ကိုးကွယ်တဲ့ဘာသာကနေပြောင်းလဲလာကြတာလေနတ်ကိုးကွယ်တယ်ဆိုရင်နတ်စီကတခုရဖို့မျှော်လင့်နေကြတာ၄ဒါဖြစ်တယ်ပေါ့ အခုကိုမသိတဲ့ကဗီရင်ဆရာသွားအကူပြန်ဗီရင်ဆရာကဘာလှူလိုက်ဆိုရင်အဲ့သွားလှူ